နေရသားသမီးမရှင်များအားလုံးမင်္ဂလာပါရှင် အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတတ်တဆင်အောင်လေ့မပါစေ2025ခုနှစ်အောက်တိုဘာလ31ရက်နေ့တနင်္ဂနွေသားသမီးများအတွက်တနေ့တန်ဟောစတဲ့ဖြစ်ပါတယ်တနင်္ဂနွေသားသမီးများအတွက်ကတော့ဒီနေ့မှာ အဖက်ဖက်ကနေပြီးတော့ကံအခွင့်အလန်းတွေအလွန်ကောင်းတဲ့နေမျိုးဖြစ်ပါတယ်။ကျန်းမာရေးအနေနဲ့အာယုံကြောနဲ့ပတ်သက်တဲ့မျက်စိနဲ့ပတ်သက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်။အချိန်ရင်းမှာလည်းជីနူးချက်မြေ့စရာများနဲ့ဒီနေ့မှကြုံတရားတက်ပြီးတော့အိမ်တော်ရင်းမှာတော့တဦးနဲ့တဦးကမဖြစ်စလောက်ပြဿနာလေးရာဆိုင်စကားများတာပြဿနာတက်တာမျိုးတွေဒီနေ့အတွက်ဖြစ်တတ်တယ်နော်။အကျိုးပေးတဲ့ကဏ္ဍကတော့ 3နဲ့8ဖြစ်ပြီးတော့အကျိုးပေးတဲ့ရောင်မှအပြာရောင်ပဲဖြစ်ပါတယ်။ရရအနေနဲ့မိမိအိမ်ရှိဖျားမှာကောင်းခြင်းပေါင်းကလူပေးရမှာဖြစ်ပါလိမ့်ရှင်။ခဏရဲ့သာသမီမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်လွှဲမပါစေ။ 2025ခုနှစ်အောက်တိုဘာလ31ရက်နေ့တနင်္လာသာသမီများအတွက်တနေ့တာဟောစရံဖြစ်ပါတယ်။တနင်္လာသာသမီများအတွက်ဒီနေ့မှာမိတ်ဆွေအပေါင်းအသင်းများနဲ့ပတ်သက်ပြီးသွားရင်အဆုဆက်တူရှယ်ယာလုပ်ငန်းတွေလုပ်ကြရတတ်တယ်။လုပ်ကြမယ်ဆိုရင်အဆင်ပြေမယ်အောင်မြင်မယ်ကောင်းတယ်နော်။အဝေးအထည်ဒီဖက်နဲ့နိုင်လေဒီနေ့မှာမတင်မဖဲနဲ့လက်ဆောင်ရတတ်တယ်။အချီရင်နဲ့အင်တော်ကြီးမှလည်း တူနဲ့တူကသူ့အတွက်ပူကကို့အတွက်ပူကနဲ့ရွှေရင်ပူပန်မှုတွေဒီနေ့ညနေတက်တဲ့ကျမ်းမာရေးအနေနဲ့ခါနာတဲ့ခါမြတ်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့အချိုးပေးတဲ့ကဏ္ဍကတော့သုံးနဲ့ခုံဖြစ်ပြီးတော့အချိုးပေးတဲ့အယောင်မှာအစိမ်းအောင်နဲ့အစိမ်းရင်းရင်းအယောင်ပဲဖြစ်ပါတယ်ရေဒီယာအနေနဲ့မိမိအိမ်ရှိဖျားမှာစပယ်ပန်းကလူပေးရမှာဖြစ်ပါလိမ့်ရှင် ခဏရသာသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုရှောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုရှောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်လွှဲမပါစေ။2025ခုနှစ်အောက်တိုဘာလ31ရက်နေ့အင်္ဂါသာသမီးများအတွက်တနေ့တာဟောစရံဖြစ်ပါတယ်။အင်္ဂါသာသမီးများအတွက်ဒီနေ့မှာအိုးအိမ်အဆောင်နေရာတိုင်းကင်းတွေလည်းဒီနေ့အတွက် ြုပြင်ရတဲ့ပြင်ဆင်ရတတ်တယ်အလုတ်ထဲမှာအိမ်မှာစိတ်တွေမွန်းချက်နေတာစိတ်တွေရှုပ်နေတာစိတ်တွေတအားရှုပ်ထွေးနေတာမျိုးတွေဒီနေ့မှာကြုံပြရတတ်တယ်ကျမ်းမာရေးအနေနဲ့လက်တစ်ဖက်မှာတတိယနော် အနာတရရတတ်တယ်ထိခိုက်မိတတ်တယ်ဖျားပုံတော်ရဟန္တာပုံတော်တွေအိမ်ကိုကြွလာရင်ထိ80ရာခိုင်နှုန်းထိပေါ်ခင်းရှိတယ်နော် လေးစား6စုံတီတို့ပါအချီးမှလည်းဒီနေ့မှအယူအဆတွေပွဲလွှဲနေတဲ့တဲကံကောင်းတဲ့အရာမှအစိမ်းအောင်နဲ့အပြာရောင်ပဲဖြစ်ပါရဲ့ရေရရအနေနဲ့မိမိအရှိဖီးအားမှတတိ6စိတ်ကလူပေးရမှာဖြစ်ပါလိမ့်ရှင်ခொနီယသာသမီမိတ်ဆွေများအားလုံးမင်္ဂလာပါရှင် ိဋ္ဌသဘောကိုရှောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုရှောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတတက်စင်အောင်လွှဲမှာပါစေ2025ခုနှစ်အောက်တိုဘာလ31ရက်နေ့ဗုဒ္ဓဘုရားသမီးများအတွက်တနေ့တာဟောစရံဖြစ်ပါတယ်ဗုဒ္ဓဘုရားသမီးများအတွက် ဒီနေ့မှ အလုံးမှာစိတ်မပါပဲဖြစ်နေတတ်တယ်စိတ်တည်လင်းနေတတ်တယ်စိတ်ကတသက်လူကတသက်ဆိုလိုဖြစ်နေတတ်တယ်လျှက်စစ်ပစ္စည်းတွေပြုပြင်ရတတ်တယ်ပြင်ဆင်ရတတ်တယ် ဝန်မှန်ရတဲ့တဲ့လူမျိုးွယ်လူမျိုးကြားပါသာကြားတွေရှိကနေပြီးတော့အကူအညီကောင်းတွေထောက်ပံ့ကောင်းတွေရရှိတတ်တဲ့ဝေးကြီးကံတွေကောင်းတယ်နော် ကျမ်းမာရေးအနေနဲ့ကိုယ်လက်ရရန်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့အချီးရဲမှလည်းအတင်းမြင်လွဲမှဇေယျများနဲ့ဒီနေ့မှကြုံရတတ်တဲ့အချိုးပေးတဲ့ကနန်းကတော့တင့်နဲ့လေးဖြစ်ပြီးတော့အချိုးပေးတဲ့ယောင်မှ အစေးအောင်နဲ့ညီညွတ်အောင်ပဲဖြစ်ပါတယ်။ရေရရအနေနဲ့မိမိအင်ရှင်ဖီးယားမှာပေါင်ဖို့၅ချက် ကလူပေးရမှာဖြစ်ပါတယ်ရှင်။ခொနည်းရကားသမီးမေရှင်များ အားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်လွှဲမပါစေ။ 2025ခုနှစ်အောက်တိုဘာလ31ရက်နေ့ဂျာကာပရိသသမီများအတွက်တနေ့တောင်ဟောဇရန် ဖြစ်ပါတယ်ဂျာကာပရိသသမီများအတွက်ဒီနေ့မှာအေးနေရာထိုင်ခင်းအဆောက်အအုံများနဲ့ပတ်သက်ပြီးသွားရင် ခွင့်ရေးကောင်းတွေပေါ်လာတတ်တယ်မတင်မတက်နေရာကနေပြီးတော့လေဒီနေ့အတွက်မှငွေရေးကြီးတွေကအဖက်ဖက်ကနေဝင်လာတတ်တယ်ရွှေမျိုးသားချင်းများနဲ့ပတ်သက်ပြီးတော့လေသူတို့စီကနေဝမ်းတာစရာတည်င်းစိတ်ချမ်းသာစရာတည်င်းစကားတွေအဝေးကနေကြားရတတ်တယ်ကျမ်းမာရေးအနေနဲ့သတိထားနော်မျက်စိနဲ့ပတ်သက်ပြီးတော့စိတ်သောကတွေကြုံရတတ်တယ်အကျိုးပေးတဲ့ဒဏ္ဍာရီကတော့တဲ့ငါဖြစ်ပြီးတော့အကျိုးပေးတဲ့ အယောင်မှာအနီရောင်နဲ့ချက်သွေးရောင်ပဲဖြစ်ပါတယ်။ရေဒီယာအနေနဲ့မိမိအရှိပြားမှာအုံတို့ခေါဆွဲကတ်လူပေးရမှာဖြစ်ပါလိမ့်ရှင်။ခொနီယာသားသမီးမိတ်ဆွေများ အားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်းအောင်လွှဲမပါစေ။ 2025ခုနှစ်အောက်တိုဘာလ31ရက်နေ့တောက်ကြသားသမီးများအတွက်တနေ့ဒါဟော့စတန်ဖြစ်ပါတယ်။တောက်ကြသားသမီးများအတွက်ဒီနေ့မှာဝန်တာဇရာတွေအောင်မြင်မှုတွေစိတ်ချမ်းသာဇရာတွေကဇက်တိုက်ဆိုသလိုမျိုးဒီနေ့အတွက်မှာကြုံရတတ်တဲ့ရွှေရတနာအလားကုန်အလားပြင်ဆိုင်နုပြင်ဆိုင်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေလည်းဒီနေ့မှာအထူးအောင်မြင်မယ်အထူးကောင်းတယ်နော်။ကျမ်းမာရေးအနေနဲ့ကိုယ်လေးရရန်တဲ့ ေဒနာမျိုးတွေခံစားရတတ်တယ်အကျိုးပေးတဲ့ကဏ္ဍကနှစ်နဲ့ကိုဖြစ်ပြီးတော့အကျိုးပေးတဲ့အယောင်မှာအဝါရောင်နဲ့ရှူဝါရောင်ပဲဖြစ်ပါတယ်ရေရယာအနေနဲ့မိမိအိမ်ရှိပြားမှာစီမီငါးတိုင်းကလူပေးရမှာဖြစ်ပါတယ်ရှင်ခொနီယသာသမီမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဒါသဘောကိုစောင်းတဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အိဒါသဘောကိုစောင်းတဲ့ မကောင်းတဲ့ဟောပြောချက်တွေကတသက်စီအောင်လွှဲမပါစေ2025ခုနှစ်အော်တိုဘာလ31ရက်နေ့စနေသားသမီးများအတွက်တနေ့တာဟောစရံဖြစ်ပါတယ်စနေသားသမီးများအတွက်ဒီနေ့မှာအထက်လူကြီးအကြီးကတူတူယောက်ကြောင့်လုံထဲမှာစညစ်ဆရာဆရှုပ်ဆရာများနဲ့ဂျုံပြတတ်တဲ့ကိုကိုအမြင်မကြည်တာညိုညင်ခံရတာမျိုးတွေလေဒီနေ့မှာတတိထားနော်အလုံးမှာအကြီးကဘိုင်းနေနဲ့ အစင်မပြေဖြစ်တတ်တဲ့အလောက်ကန်ရည်ရွယ်ချက်တွေလည်းချိတ်ဆက်ပြီးကမှအနာရောက်ကန်ဒီကမှတိလွယ်လွဲသွားတာအစင်မပြေတာမျိုးတွေဖြစ်တတ်တယ်နော်စက်ပစ္စည်းတွေစာရွက်စာတမ်းတွေဆိုရင်လည်း အသိလွန်နာအထားမားတာပျောက်တတ်တဲ့ပျက်စီးဆုံးရှုံးမှုတွေလည်းတတိကြနော်အရေးကြီးတဲ့ဆာရွက်ဆာရံနဲ့ပတ်သက်တဲ့အထူးတတိကြပါကျမ်းမာရေးအနေနဲ့လည်းခေါင်းမူတဲ့ခေါင်းကိုက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်ချစ်သူစီကနေပြီးတော့လည်းမပြောင်းလဲမဲနဲ့လက်ဆောင်ရတတ်တယ်အကျိုးပေးတဲ့ဇဏန်ကတော့နှစ်နဲ့ကိုဖြစ်ပြီးတော့အကျိုးပေးတဲ့အကြောင်းမှာပန်းရောင်ပဲဖြစ်ပါတယ်ရေရာအနေနဲ့မိမိအိမ်ရှိပြားမှာ ကိမ်းမုတ်ကလူပေးရမှာဖြစ်ပါရဲ့ရှင်။